တော်ရန်ရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာမဟာမြိုင်မုတ်ဆိုးရဲ့နေတော်ချောင်းဆိုတဲ့ဝတ္ထုတွေကိုနားဆင်ရမှာဖြစ်ပါတယ်ကိုထွန်းရှင်ကျုပ်တို့လိုက်မယ်နော်ကျုပ်တို့လည်းလိုက်မှာပဲချမ်းမထားခဲ့နေပြို့ ဟာမင်းတို့ကဘာနားလဲလို့လိုက်ချင်ရတာတို့ဒါတို့လူကြီးတွေအလုတ်ခလေးတွေပါလို့မဖြစ်ဘူးဟာဖြစ်ပါတယ်ဗျကျုပ်ဆိုမနှစ်ကလည်းပဲလိုက်ချောက်ခဲ့တာပါအခုတာပုတို့ညီကိုပါလိုက်ခဲ့ကြဖို့ကြုတ်ခေါ်လာတာခမားတို့လက်ဆောင်ကဝတကြီးတွေပြောတဲ့အတိုင်းလုပ်ပါမယ်ဗျလက်ဆောင်ဆိုဒီမှာအစွန်နှစ်ဖက်ကိုဆိုသည်ဝသည်တောမောင်၆ထုပ်လိုက်သည့်အခါတားကောင်ပြေးထွက်လာမြည်တူယူအရဲ့ တနတ်သမားစောင့်ရမည်နေရာကိုဆိုလိုပါသည်နနတ်စောသေးသည့်ဖြင့်မထာသေးပဲအိယာတဲတွင်မိကနေမိသည်နိုးနေတာတော့ကြာပါပြီတဲအောင်မှတဲရှင် ကိုထွန်းရှင်နှင့်တဲတိုက်တဲစုမှခလီများ အပြန်လန်ပြောနေကြသံကိုကြားနေရသည် ဟုတ်ပါတယ်ဥထွန်းရှင်ရဲ့ကျုပ်တို့လည်းဟင်းစားရကြင်လို့ပါတခါလာလဲခရမ်းသီးချက်နဲ့ပဲရွယ်ဟင်းမဲစားနေရလို့ပါဗျမင်းတို့နဲ့တော့ခတ်တော်တာပဲကွာအော် စဉ်းစားကြည့်တော့လဲတဲတိုင်းနေကလေးများမှာရှာရင်မမြတ်နိုင်ပဲမတူတန်တဲ့ဟင်းဖြင့်နှစ်ပါးသွားနေရတာကြာပြီထင်စာရေးသူတို့လာလျင်သူတို့တွေပြောကြသည်တောကောင်သားကိုမမောကြပေသည်မြို့မှလိုဟင်းခတ်အမွှေးကြိုင်စုံစွာသူတို့အခေါ်စေးစုံနှင့်ချက်ထားသောဟင်းမဟုတ်ပေသည်သူတို့များမှာမိန်ဆက်စွာစားကြသည် စာရေးသူတို့မှာရေလုံးပြုတ်ချက်သူတို့ဟင်းကိုမစားနိုင်ပါဘီ သို့တော်သူတို့တွေသည်အညီနဲ့ငိုပင်ကြိုက်သည့်သဘောရှိသည်ယခုလဲတောချောက်တောမောင်းပြီးတားကောင်ပြစ်ခတ်ရာတွင်တူတူငါငါတောချောက်လိုက်ပြစီဟုပြောဆိုနေကြသည်ပင် ဖြစ်ပါသည်အိယာမှထ၍တဲအောင်ဆင်းလိုက်လျင်ပင်ထုံးရှင်ရှေ့တဲကွက်လက်တွင် ပူပူရွယ်ရွယ်စိုက်ဆုံလူများကို မြင်တွေ့လိုက်ရသည်ဟေးထုံးရှင် အဖွဲတောင်းလာကြလားကွာဟုတ်ပါဗျာတောချောက်ရာကိုလိုက်ချင်ကြလို့ကြုတ်ကိုလာပြောနေကြတာဗျို့ ငယ်လုံးတဲ့သူတွေတော့ခေါ်လို့မဖြစ်ဘူးကွာမင်းပြောတော့တို့ဒီနေ့ခြောက်မဲ့ဝါကရှည်တယ်ဆိုဟုတ်တယ်ကိုတာ စာရေးသူတို့ရောက်နေတော့ဆက်လူပိတ်ချင်းတော်ရွာချောင်းမာကြီးပေးထွန်းရှင်တို့တဲတိုက်သည် ချင်းတွင်မြစ်ဤအရှိဘကံမြစ်နှင့်မိုင်း20ကျော်ဝေးပြီးအောင်သာယာရွာဤအနောက်မြောင်12မိုင်ခန့်တွင်ရှိသည်မုတ်ဆိုးဖွဲ့လာခဲ့ရသော ခီးစဉ်မှာမုံရွာမြို့မှဘူတလင်းညောင်ငယ်ရွာခွေးပင်ကျင်းတခွတ်နယ် ဖျားကြီးလက်ခုတ်ကုံအောင်သာယာရွာအောင်တုခတဲတိုင်ရင်းတို့မှတစဉ်ဆက်လူပိတ်ချင်းတော်ရွာချောင်းမကြီးတဲတိုင်သူရွာစဉ်လျှောက်ခါလာခဲ့ကြသည်ယခုလို တပေါင်းတကူလာများ၌ဖတ်များလဲကြအခင်းများလဲရိတ်သိမ်းပြီးဖြစ်၍မြင်ငွေးမှာအဝေးထီလှမ်းမြင်ရပါသည်တာတပေါင်းမှုညာညောင်းကြွေပြေပြေရောယူမြအသွေးရွှေရည်လှလို့ယရုအညီ မြေတို့တက်တဲ့ရော်ရွက်ကြီးကို ပလီပလာတီတာတာဒီခါတလေຫນွေအကူလေယူဝေတော့ကွေ့ကွေ့ဝန်းဝိုင်ရွှေကြောင်ဖားမြည်ဖြားလိုက်သူမြိုင်တိုက်စုံရန် ရွက်ဟောင်းပြန်တော့တပေါင်းလာသူရောက်တော့ခါကြေးရွာဝင်းကျင်ရှိတစ်ပင်တို့မှာအစိမ်းရောင်တဝက်အဝါရောင်တဝက်ဆွတ်တော့တစ်ရွက်များကြွေကြပုံကို၎င်းထိုတစ်ရွက်တို့သည် ဖြုတ်ကြီးတသက်မထဲကြွေကြသည်မဟုတ်ဘဲကြောင်ငယ်သည်မိမိအမိဖျားကို လိုက်ဖမ်းတဲ့ကဲ့သို့လေးပွေလေးယူတဲ့၌ခြေလက်ပတ်လေကာကြွေကြပုံကိုတဘာဝလှချစ်ခင်မျက်နှိုးစရာဆရာမင်းသူဝန်းကရေးဖွဲ့ထားပေသည်ချောင်းမာကြီးဝင်းကျင်၆တန်းရှူတန်းခင်တန်းရာဘေးအင်းတိုက်တော်တိုင်မွေးတော်အင်းပင်ပေါက်ကျွန်းပင်ပေါက်များစိုက်ပြီးမွေးထားသည့်တော်တို့တွင်တည့်ရမြကြွေကြ၍ ရိုးတံကျဲကျဲနှင့်ရှိတော်၏ပဲသိန်းကုန်စိုက်ခင်းများလဲတင်ပြီးပြီထုံးရှင်တို့တဲတိုင်နေလူများသည်လဲအလုတ်မများကြတော့ပြီမိသွေးထင်းခုံမိသွေးဖောက်ရန်ထင်းတင့်မြတူပဲသိန်းကုန်ရိုးတိုင်အစရှိသည်အပကြီးကအလုတ်များကိုတွာလာလုတ်ကန်ရင်ဘသူတော့ဘဲတော်သွားတာဘဲရှူထဲမှာတမင်တွေ့တယ်ဘဲကုန်းဘဲချောက်မှာတော့ခြေဝတ်ချင်းတွေ့တယ်ဘသူဖြင့်ကွာဘဲကြောက်တန်းနဲ့ထင်းသွားခုတ်တာ ခြေနှကောင်ထွက်ပြေးတယ်တဲ့စသဖြင့်ရွာသားချင်းချင်းညခါရေနွေးဝိုင်းတွင်ပြောကြဆိုကြပေသည်အထူးသဖြင့်တောလိုက်ဝါသနာပါသောထွန်ရှင်ငသိန်းကြော့အောင်တန်းရွှင်တို့သည်ဘဲဝကို အရှိပြေးချောက်လျင်တနသမားကိုဘယ်နေရာထားမည်ဟာမဟုတ်သေးဘူးအနောက်ပြေးချောက်မှရမည်စသဖြင့်ညင်းညာခုံညနှင့်သူတို့ဤရေနွေးချမ်းဝိုင်းသည်စီစီညံတော့ပြီ။ တောဝါဒနာပါကြသောသူတို့တွေသည် ကြောက်ကြူကြောက်ကြလျုံမြောင်ကြတောနှံ့သွား၍လိလာတတ်ကြသည်စာရေးသူတို့မုတ်ဆိုးများကတော့ဝါတကြီးလို့သူနေရာချထားရာမှနေ၍ထွက်လာသည့်တားကောင်ကိုပြစ်ခတ်ရသည်တားကောင်အားတေချာပေါက်ပြစ်ခတ်၍ရရှိရန်မှာဝါတကြီးကအခရာပင်တခါတည်းရန်တွင်လည်းအရှိပြေးထင်၍အနောက်ဖက်စီမှ တောချောက်တောမောင်းသည့်သူများပံပြန်ပြေးထွက်သွားသည်လဲဖြစ်တတ်သည် ထိုအခါတွင်တောချောက်လိုက်သူများကဝါတကြီးလို့သူအားမပိုင်မဲနှင့်ဆရာလုပ်ပြီးနေရာချထားသည် အခုတော့တားကောင်မရတော့ဘူးဆိုပြီးဆဲရည်ကြတော့သည် တခါတရံတွင်ခြောက်တီအတိုင်းတားကောင်ကထွက်လာ၍တနတ်သမားမုတ်ဆိုးကပြည့်ရသည်နှစ်ကောင်သုံးကောင်ရသည်လဲရှိသည် ထိုအခါတွင်ဝါတကြီးလို့သူကလက်မထောင်ပြီးငါ့ကွာမပိုင်ရင်မလုပ်ဘူးမင်းတို့ငါ့လိုတိလို့လာ ခုငါတော်လို့မင်းတို့ကောင်တွေတော်သားစားရမှာတိလားဗျာဟုဂုံဝင်းတော်သည်ဝါတကြီးဆိုသည်မှာတောချောက်ဖွဲ့ခေါင်းဆောင်ဖြစ်သည်သူသည်တားကောင်နေတတ်သောလျှို့မြောင်ကိုတွားရင်လာရင်ကလိလာထားသည်တားကောင်သည်သူတွေ့လိုက်တိုင်းဘယ်ဘက်ရက်သို့ပုံမှန်ထွက်ပြေးသည်တနတ်သမားကိုမြည်သည့်နေရာတွင်ထားမည်တောချောက်ကြမည်လူများကမြည်သည့်ဘက်မှပတ်ခါ600မြည်လူအင်အားအယောက်20ဖြင့်6မြည်ဆိုပါစို့ မောင်ဖြူကဒီညာစုံမှာနေမောင်နီကဘလောက်ကွာကနေစသဖြင့်လူများကိုညာစုံမှနေပြီးဘဲစုံတို့တယောက်ပြီးတယောက်နေရာချထားပေးသွားရာ နောက်ဆုံးမှာတော့သူကဘဲစုံလူဖြစ်သွားသည်အစုံနှစ်ဖက်ရှိ လူကိုလက်ဆောင်ဟုခေါ်သည်လူများပါးစပ်ပုံဝတ်၍ရှေ့သို့တိုးကာဒုတ်တချောင်းနဲ့တချောင်းရိုက်ခတ်၍၎င်းကြောက်ခဲတစ်လုံးနဲ့တစ်လုံးရိုက်ခတ်၍၎င်းပါးစပ်မှဝူဝါအော်၍တောချောက်ကြပါသည် ဘယ်လက်ဆောင်မှဝါသကြီးလို့သူသည်မြည်သူကမြည်သူနှင့်ကြွားသည်ဘယ်ဘတ်တို့ဘယ်သိညာကိုသိအကောင်းကဘယ်ကိုပြေးပြီဟေညာစုံညာလက်ဆောင်ကတိုးပြီဟေစသဖြင့်တစ်ပင်မောတက်၍ကြည်ပြီးအော်ပြောလိုက်တဖန်ပြန်ဆင်း၍ပြေးချောက်လိုက်ဖြင့်အလွန်မှလည်းလျင်မြန်တွက်လဲရသည်တောချောက်ရာတွင်အများအပြင်မြင်းနေပိုင်းစီမှ ကုန်းမြင့်ပိုင်းသို့၆လန့်မောင်းတင်ကြသည်တနသမမုတ်ဆိုးကိုအမြင့်မိုင်းတွင်သာနေရာချထားသည် တနတ်သမားမုံဆိုးသည်တစ်ပင်မော်တက်၍နေရာယူထားသည်တနတ်၃လက်ပါလျင်မုံဆိုး၃ယောက်တန်း၍နေရာယူထားရသည်မုံဆိုးများသည် အတန်အသင့်အမြင့်ရှိသောတစ်ပင်မျိုး အနေထိုင်ကောင်းပြီတစ်ပင်မျိုးကိုရွေး၍အပင်ထက်သို့တက်ခါစောင့်ရသည်ဤသည်ကိုဝစီးသည်ဟုခေါ်သည်မိမိညာဘက်အကွာဝေးမြည်မြတွင်ဘယ်သူရှိသည်ဟုလဲသိထားရသည်မုံဆိုးသည်ဝစီးနေစဉ်ချောင်းမဆိုးရနှာမချေရပါ ချောင်းဆိုးတံနှာခြေတံကိုတားကောင်ကြားလျင် မုတ်ဆိုးရှိရာမထွက်လာတော့ပြီနောက်တစ်ချက်ပြစ်ကွင်းရှင်းအောင်ဆိုပြီးတစ်ကိုင်းများကိုချိုး၍ဖြစ်စေဓာတ်နှင့်ခုတ်၍ဖြစ်စေမချရပါဤသို့လှုပ်လျင်တားကောင်သည်အလွန်နားပါသည်ဖြစ်၍တစ်ကိုင်းကြိုးကြတံဓာတ်ဖြင့်ခုတ်တံတို့ကိုကြားပြီးမုတ်ဆိုးရှိရာမထွက်လာဘဲဘေးသို့ပြေးထွက်တတ်ပါသည်မိမိတို့တော၆ရာဝါများတွင် နွားเจ้าသားနှင့်နွားအောင်များရှုံနေလျင်လဲပြစ်ခတ်၍မရတော့ပါတို့ဖြစ်၍စာရည်သူတို့တောချောက်လျင်နေ့လယ်၁၂နာရီတနာရီမှတောချောက်တောမောင်ပြီးပြစ်ကြသည်ကများပါသည်ဒေတာခေါ်ထမင်းကြီးစားပြီးချိန်ဖြစ်သည်တောနေလူတို့မှာနနက်အစောပိုင်းတွင် ထမင်းညံကြော်စားကြသည်ထမင်းညံကြော်ဆိုရည်လဲမြို့မှာထမင်းညော်နဲ့တော့မတူပါညကကြံသောဟင်းကြံနှင့်ထမင်းရောနှောကား ဒေဥတွင်ထဲ့၍မိဘဘောတင်နှွေးလိုက်ယုံသာပဲရွယ်ဟင်းကြံနေလျင်ပဲရွယ်ဟင်းဖြင့်ခယန်းသည့်ကြကြံလျင်ခယန်းသည့်ဟင်းဖြင့်ရောနှောမှွေကနှွေးလိုက်သည်ကိုထမင်းညံကျော်ဟုခေါ်ကြသည်ဤသို့နေမွန်းတဲ့ချိန်မုတ်ဆိုးများဝစီးဆောင်ကြသည် သူ့အတမတက်ရခင် သူ့အသားမกินရခင်မုတ်ဆိုးများလည်းအရှင်လက်လက်အကင်ခံရ၏နေပူပူတွင်အကြီးပြား၆သည်အထိကိုကိုကိုနေလန်းခံ၍ ဇွဲကြီးစွာတစ်ပင်ထက်မှစောင့်ညာလေသည်တောချောက်သည့်ခါတောချောက်သောဝအတွင်းရှိ တရိษံအကောင်ပေါင်းစုံထွက်တတ်ပါသည်ခေါ်တန်ရိုက်ဟီလူလဲကြော်ညာခွေးဟစ်လူဟစ်ခက်ပစ်ကဲ၆သောခါပရက်ယုံခါတောမှရှိကြငုံကြွက်ကဲဖွတ်မွေးဝင်ပလွေမနေထွက်လာကြသည်တဲ့လီအထက်တန်းចောင်းသားဘွားတင် जा ခဲ့ရသောဝင်းကြီးပရိဒရာသာရေးသည် ထန့်တန်သမားတရာချင်းကိုပင် ပြန်လဲ၍ကြားရောက်မိသည်ဝါအတွင်အောင်းနေကြသောတောဝတ်တောချောင်းယုံခွေးအားခြေတမင်စသောတောကောင်များပြေးထွက်လာကြသည် ပထမဦးစွာထွက်လာသောတောကောင်သည် ခွေးအားပင်ဖြစ်သည်တမင်မှလည်းထွက်လွယ်ပါသည်ခြေကတော့ကက်သည်မထွက်လွယ်ပါချုံမုတ်တွင်ဂုံးကမှုအခြေတို့တွင်ကက်၍ဝင့်နေတတ်ပါသည် ပြေးထွက်လာရလျင်လဲခြေသည်ပြေးလန့်မကြပေ တောင်ပတ်နှခုံခုံပြေးလိုက်တဖန်မြောက်ဖက်နှခုံခုံပြေးလိုက်ရက်ကြည်လိုက်ဖြင့်ပြေးတတ်သည်တမင်များကတော့ဤသို့မဟုတ်ပေပြေးထွက်လာလျင်အသားကြပြေးလာတတ်သည်တချီတချီရက်၍နားစွင့်တတ်သည်တောချောက်သောဝရှေးလျင် ပြစ်ခတ်၍ကောင်းသည်အဝေးမှတမင်များအသားကြပြေးလာသည်ကိုလှမ်းမြင်ရလျင်အသားဆောင်နေပြီးတနတ်တကန်းရောက်သည့်နေရာအရောက်တွင်မုတ်ဆိုးကလက်ခောက်ထိုးကရွှေကနေအတန်ပြုတ်လိုက်သည်နှင့် တုံငါရက်လိုက်သည် ဤချင်းတပြိုင်နက်ထဲပြစ်ခတ်လိုက်လျင်လဲပေတော့သည်လက်ခေါထိုးတယ်မပြူပဲချောင်းဟန်လိုက်လို့ကတော့ဖြုံးငနေနောက်ခုံ၍ပြန်ပြေးတော့သည်လူဤအတန်ကိုတိပေသည် စာရေးသူတို့မိတ်ဆွေမုတ်ဆိုးကိုငွေအောင်သည် တခါကနေရဲတောင်ဘက်တောချောက်ပြစ်ခတ်ကြရာတွင် သူစီအသားကြပြေးလာသောတမင်နှစ်ကောင်ကိုပိုင်လောက်သည့်အကွာဝေးရောက်ရက်တန်စီရန်အဟန်းဟုချောင်းတန်ပေးလိုက်ရာအတန်ကြရာသည်နှင့်တပြိုင်တည်း နောက်ခုံ၍တဟုန်တို့ပြေးပါတော့သည်ဤသို့ဖြင့်မပစ်ခတ်လိုက်ရတော့ပါသူကတော့တမင်များကြောင်ပြီးရက်လီမလားဟု ပြုတ်မှုလိုက်ခြင်းပင်သို့တော်တမင်များက လူသံမှန်းလွန်စွာတိပေသည် အချို့အပြစ်ခံထားရဘူးသောအကောင်ဆိုလျင်ခြောက်တော်သူများရှိရာအနောက်ဘက်သို့သာ ပြေးထွက်သွားတတ်သည် ထိုအခါမျိုးတွင်တောခြောက်သူနှင့်တမင်ဘွားကနေတွေ့ဆုံလိုက်ရပြီးခြောက်သူလူကလက်ဝါးနှင့်ပင်တင်မားကိုလှမ်းပုတ်ရိုက်လိုက်ရ၏ ကွာတမင်ကြီးငါဘက်ထွက်ပြေးသွားတာဘွားကနေတွေ့ရောဟီလက်ထဲလည်းဘာမှမပါတော့လက်နယ်ပဲတင်မပုတ်လိုက်နိုင်တယ်တနက်ပါလို့ကတော့တမင်အမွှေးပါဇက်နဲ့မှုတ်ပစ်လိုက်ယုံမဲဗျာတားကောင်လည်းမပစ်လိုက်ရတောချောက်ပြီးမောမောနဲ့တယောက်သောသူကအထက်ပါတိုင်းအာရပါရပြောချလိုက်ရတဖွဲ့လုံးမပြုံးမဲဝလုံးငွေရည်ကြတော့သည်တောချောက်တောမောင်း၍ပြစ်ခတ်ရာတွင်မုတ်ဆိုးနှင့်တောချောက်ပေးသူများဝေပုံကြဝေချမ်းရသည်မှာ အခြားသောဒေသမှာမြည်တို့ရှိသည်မသိပေ။စာရေးသူတို့တောပြစ်ဒေသတွင်တော့တောချောက်ပေးသူများတွင် ရှေ့ပိုင်းခေါင်းမပါ လေတိုင်းရင်အောင်ရှေ့လက်တို့ပေးရသည်။မုတ်ဆိုးများအတွက်ကတော့ပေါင်နှစ်ပေါင်နှင့်တကားရပါသည်။မုတ်ဆိုးများစကန်းချတဲခိုသောတဲရင်အတွက်မုတ်ဆိုးဝေပုံထဲမှာခါနှင့်ခေါင်းနောက်မီဝမ်းတွင်သားကိုပေးပါသည်။တကားတရန်၌ခြေကလေးတစ်ကောင်းသာရတတ်ပါသည်။ ထိုအခါမျိုးတွင်တောချောက်သူကများသဖြင့်တယောက်30ကျပ်သားခန့်ရသည်ဒါလည်းအယောနောလေးနဲ့ချက်စားရင်ဥဆိုတာပဲကွာ ဆိုပြီးယူသွားကြသူသားများသည်အားလုံးဝေချမ်းပြီးမှတူးတယောက်ကပေါက်ချလာပြီး6တိလူထဲတွင် သူပါပါသည် ဆိုပြီးဝေစု တောင်းတက်သည်ဒီအခါတွင်မုတ်ဆိုးဤဝေစုထဲမှဖဲ့ကားပေးလိုက်ရသည်အမှန်တကယ်တော့၎င်းသည်6တောသူထဲမှာပါမိသွေးထင်းခုတ်တင့်မြင့်တူးနေစဉ် တောချောက်တန်းများတနတ်တန်းများကိုတူကြား၍ရောရောင်ပြီး၆တန်ပြီးလိုက်လာက ဝေစုလာတောင်းခြင်းသာဖြစ်ပေသည်ဤသို့သောလူသည်များလည်းတွေ့ခဲ့ရပါသည် ပြစ်ခတ်လိုက်ရပြီးဂျက်ကောင်းမမှန်သောခါတားကောင်းသည်အဝေးသို့ပြေးတော်သည်ထိုတားကောင်း၏နောက်လိုက်ရန် တောကောင်းသော ခွေးများကိုခေါ်ရသည်တကယ်တောလိုက်ကောင်းသောခွေးသည် သူ၏ခြေတံကိုမကြားရအောင်တည့်ရွယ်၆ကိုပင် ခုံဆောင်၍ပြေးလိုက်တတ်သည် တားကောင်ကိုတွေ့သည့်အခါခွေးများကဟောင်းတန်းပြူမန်ဖီတန်ပေးကဝင်ဆွဲကြတော့သည် အချို့ခွေးများကလဲတန်းရှိလဲပြုံကို ဝင်ကြိုက်တတ်သည်တားကောင်ကသွေးယူသွေးတန်းထွက်ပြေးစဉ်ခွေးကတန်းလန်းပါသွားသည်တစ်ပင်နှစ်တိုင်းမှာဂိန်းကနေပြုတ်ကြကြံ့ရစ်ပေသည်တားကောင်ကဒဏ်ရာဖြစ်မသေးမရှင်ဖြစ်နေသေးတော်လဲခွေးများကပေါင်နောက်သားများကိုကြိုက်ခဲကစားနေတတ်သည် ထိုအခါတားကောင်မှာအော်နေတော့သည် တခါတရံတွင်လဲမုတ်ဆိုးနှင့်လိုက်ကြသူများ ခွေးနှင့်တားကောင်ရှိရာအရောက်နောက်ကြလျင် ခွေးများကဘိုက်ဖောက်ကိုက်ပြီးခေါင်းဝင်လျက်ဝန်းတွင်သားများစားနေသည်ကို တွေ့ရှိရတတ်သည်ထို့သို့ဖြစ်တတ်ပါ၍မုတ်ဆိုးဖွယ်လဲခွေးတန်ကြားရာအပြေးလိုက်ပြီးထက်မှန်ပြစ်ခတ်ရန်လိုလျင်ပြစ်ခတ်ရပေသည်ထိုအခါမျိုးတွင်ခွေးများကိုအသုံးချရ၍ခွေးအတွက်ပါ အသားဝေစုတစ်ပုံကို ခွေးရှင်အားပေးရပေသည်မုတ်ဆိုးဖွယ်ညာမီလေရန်အတွက် ဘက်တရီအားကုန်နေသဖြင့်ဘက်တရီအားထပ်မံသွင်းရန်အလံဝေးသောရွာစီတို့ တစုံတရာအားဆေးလွတ်ရသည် သူသည်နေတော့6ရာတွင်မပါတော့လဲသူ့အတွက်လဲဝေစုတပုံပေးရပေသည်ယခုလိုတပေါင်းတကူຫນွေရာသည်တွင်တမင်များသည်မိတ်လိုက်၍အုတ်အသိန်းဖွဲ့ကနေတတ်ပေသည်ကြီးများကတော့အဖိုမတစုံနှစ်ကောင်သုံးကောင်နဲ့ပို့၍အတူတွဲမနေပြီ။တားကြတဲ့သည့်တဘာဝမှလည်းမတူပြီ။ ။တမင်သည်တနစ်လျင်တသားသာကြတတ်ပါပေသည်။ပမာပြရာလျင်နွားတရဝါကဲ့သို့ဖြစ်ပေသည်။ခြေမှာတမင်ကဲ့သို့မဟုတ်။တနစ်လျင်နှစ်သားကြပြီးတပိုက်ရှိတတ်၏။အိမ်မွေးတိရစ္ဆာန်စိတ်ကဲ့သို့ဖြစ်ပေသည်။ထို့ကြောင့်တမင်ပေါက်ဖွားမှုတွင်ခြေပေါက်ပွားမှုကပို၍လျင်မြန်ပေသည်။ကြည်ဤအစွဲမှာအပေါ်မှပေါက်သည် အောက်မှမပေါက်နှုတ်သီးရှိသွားများဤနောက်မှအစွဲပေါက်ပြီးနောက်ဖက်ရောင်ရောင်ကွေးနေ၏ အရှိမနှစ်လက်မှခံရှိသည်ဂျေဖိုရောအမပါအဆွဲပါသည်ရင်းဆွဲသည်အောက်သွားနှင့်ခတ်နေ၍လွန်စွာထက်လာ၏တောဝံများကဲ့သို့မပတ်တံပါဇက်နှင့်ကြိုက်ခဲပြီးခါရမ်းပြစ်တတ်သည်ဂျေအကြိုက်ခံရလျင်ဂျေဆွဲရသည်ဓာနှင့်ဖျဲလိုက်တဲ့ကဲ့သို့ရှိသည်လေတိုက်တိုင်းပြဲလီဖြစ်သည်တောလိုက်ကောင်းသောခွေးကို ခြေအကြိုက်ခံရလျင် မသေးလျင်ရှိတော့ မိမြပင်တက်တီကောင်းသော ခွေးဖြစ်ပါစေနလန်မထူတော့ပြီတောလိုက်ရာတွင် အသုံးပြု၍မရတော့ပြီအချို့ခွေးများဆိုလျင်ခြေကကြောက်ကန်ကန်၍ဗိုက်ခဲရမ်းလိုက်ရာ အတွင်းမှဥများပင်ထွက်ကြတတ်သည် ခွေးသခင်မှာသူ့ခွေးသည်တောလိုက်ကောင်း၍ဥများအတွင်းပြန်ထဲပဆိုးဖြင့်ပတ်ခါယူခဲ့ပြီးတဲတိုင်ရောက်မှနွားမိနှင့်ချုပ်စေးကူပေးရာအသက်ရှင်တော်လဲကျမ်းမာလာသောအခါတောလိုက်သွားရာခေါ်သည် ခွေးမှာမလိုက်တော့ပြီ တောကိုကြောက်လန့်သွားတော်သည်တခုထူးခြားသည်ကခြေတမင်ဆက်တောကောင်များတွင်မျက်လုံးအောက်တဲ့တဲ့၌မျက်ရည်ခံကွက်ပါကြသည်အလင်းအရှုပ်ကလေးဖြင့်မျက်တွင်းပေါက်ရောင်ရောင်ဖြစ်သည် အတွင်းထီမပေါက်ပေအဖိုရောမပါရင်းမျက်ရည်ခံကွက်ပါကြသည်အချို့လူတွေကခြေတမင်ဆက် တောကောင်များသည်မျက်လုံးအိမ်လေးအိမ်ပါသည်ညအခါအပေါ်မျက်လုံးအိမ်မှမျက်စီသည်အောက်မှရှိသောမျက်အိမ်ထဲသို့ရောက်၍ ညကြည်အားပုံမူကောင်းသည်ဟုပြောကြသည်မဟုတ်ပါ비သို့သောဖိုမသဘာဝအနှံ့ကိုတော့ရင်းအောင်မျက်ရည်ကန်ခွတ်မှထွက်သည်စင်များမှုံနှံ့ပေးတဲ့ကဲ့သို့၎င်းတို့သည်လည်းအနှံ့တစ်မျိုးထွက်ပေသည်အလွန်အနှံ့ဆိုးသည်စာရည်သူတို့မုတ်ဆိုးအဖွဲ့မှာယခုအခေါက်တွင်စာရည်သူကိုကြံအောင်ကိုဆန်းအောင်ကိုကျော်ဝီကိုကြည်ထွန်းစုစုပေါင်း၅ယောက်ဖြစ်သည်နှလုံးမျိုးနှစ်လက်တလုံးတို့တလက် အားလုံးတနက်သုံးလက်သာပါခဲ့သည်ရန်တော်များကတော့ SG 6လုံးကြီး LG 6လုံးကြီးတို့အလုံးလောက်ယူခဲ့သည်နှလုံးမျိုးတနက်များမှာနှစ်ဖက်ချုပ်နှစ်ဖြစ်သည်ကြီးစုကောင်းအောင်ဖြစ်သည်နှလုံးမျိုးနှင့်တလုံးတို့တနက်များမှာပြောင်းရည်မပါပြောင်းကြောဖြစ်၍ခိုက်90ခန်းအထိရောက်ပါသည်ဆလူးပိတ်ချင်းတော်ရွာ6မကြီးတဲတိုက်သူကျွန်တော်တို့တွေမနေ့ကရောက်၍တညအိတ်ကြပြီးမှာ တောင်အောင်တွေကျောင်းစနီးနာကယနေ့တပေါင်းလာပြည့်ကျော်12ရက်ဒေတာခေါ်ထမင်းကြီးစားပြီးချိန်တောချောက်၍ပြစ်ခတ်ကြမည်ဖြစ်သည်။နောက်ချံမုတ်ဆိုးများသည်လည်းငိမ့်ငိမ့်မနေရပါ။ပြစ်ခတ်၍ရလာသောတောင်အောင်ကိုတရေချ၍တရေကောင်းကောင်းရရှိရန်နေလန်းရသည်။အသားများကိုနှင်း၍ရန်စိန်စားဘီးရက်စီတို့ဖြင့်နေကာတစုများထိုး၍နေလန်းကြရသည်။တရေကောင်းရန်တောင်အောင်၏ဥကောင်းမိုင်းကို တစ်ပင်ထပ်မံချိတ်ဆွဲ၍ဥကောင်းနောက်ကုတ်ကိုဓားဖြင့်ရစ်ပြီး အောက်သို့ဆွဲချကာအင်ကြီးချွတ်တကယ်သူလဲတရေကိုချွတ်ခွာကြသည်ဤနီးမှာခဲရင်သည်ခြေလက်တို့ကိုဓားဖြင့်ရစ်၍အရေချဓားကလေးများဖြင့်စိတ်ရှည်လက်ရှည်တရေကို ခွာသည်လဲရှိသည်ရလာသောတရေကိုမြေတလင်းပြောင်ပြောင်တွင်ဝစစ်ပိတ်ညောက်ခြုံကလေးများဖြင့်ဆက်၍ငုပ်ရိုက်ပြီးဖြန့်ကားကာနေလန်းရသည် ဤကဲ့သို့လှမ်းထရာတွင်တဲတိုက်ရှိခွေးများရန်ကလည်းမနာတန်း၆မောင်းနေရသည် မိုးတွင်ခါမှာတော့နေလန်း၍မရပေတရေကွန်အတွင်ပိုင်းစားများများပက်၍စားထုတ်ထုတ်ခါထိမ့်သိမ့်ရသည်ကွာချားကြံမှာနေလန်းသောတရေတဲ့စားထုတ်ထုတ်သောတရေသည် ပို၍ကောင်းမွန်ပါသည်ထိုတရေမှာဤနှက်နေပြီးလဲသားဂျာကင်ချုပ်ရန်ကောင်းသည် ကဲထွန်းရှင်ရေလူဆုံရင်သွားကြစို့ဟိစုံမီပြော မုတ်ဆိုးကိုစန်းအောင်ကိုကြံအောင်စာရေးသူတို့တနက်ကိုစီနှင့်အစင်းနှင့်ဖြစ်နေကြပြီးတောချောင်မြီသူများသည်အင်းအားအယောက်20ခန့်ရှိသည်ချောင်းမကြီးတဲတိုင်းမှာကိုနှစ်10နှစ်ခန့်ကလေးများပါ ပါဝင်ကြသည်ဝါဒကြီးမှာထုံးရှင်ဖြစ်သည်ထုံးရှင်ငသိန်းကျောအောင်တန်းရွှင်တာပုငနီငတိုးအစရှိသည့်ဖြင့်လူစုံရွယ်စုံဖြစ်သည်ထုံးရှင်ဘဲဝ6ကြမှာလေကိုကြံဆောင်ကမေးသည် မမှန်ကြီးကုန်းအောက်နာက6တန်းရှူလက်နှစင်ဝဗျာတမြန်မနစ်ကကျုပ်တို့6ကြသေးတာပဲအဲ့ဒီတုန်းကဆရာကျန်လေးပဲပါပါတယ်။အော်ဤဟုတ်ပြီလက်နှစင်တိတယ်တိတယ်။ဝါဒကြီးထွန်းရှင်သည် သူ့လူများကို၎င်းမှာအချက်မပေးသေးပဲအတန်မထွက်ကြရန်အသီးသီးနေရာချထားပြီးမှသူအချက်ပေးမည်။ပထမဦးစွာတနက်သမားကိုဝါထိတ်စီးမှနေရာထားမည်။ပြီးနောက်6မြည်သူများဝါအောင်ပိုက်သူရောက်အောင် ကွေ့ဘက်ကသွားကြရ၌အတက်နိုင်ဆုံးခြေတန်းလုံးလုံးသွားကြရမည်ဖြစ်ကြောင်းဝါမာရှိသည်ဖြစ်၍တဏ္ဍသမမုံဆိုးများကလည်းစိတ်ရှိရှိထား၍စောင့်ရမည်ကြောင်းခြောက်မြည်သူများအားလည်းလက်ဆောင်လက်စုံနှစ်ဖက်မှဝါတကြီးအချက်ပြပြောဆိုသည့်အတိုင်းပသောပုံဝိုင်း၍အကွက်စီနင်းကခြောက်ကြရမည်အနေငယ်စင်းကသွားမိ၆တန်းကလေးများမိမိရှေ့တွင်တွေ့လာပါကလည်းစင်း၍၆ရမည် ကွင်းဆောင်မသွားကြရင်စသဖြင့်စသဖြင့်အာပေါင်းအာရင်တန်တန်ပြောဆိုနေပြီတော့သည်ဤသို့ဖြင့်မမှန်ကြီးကုန်းလက်နှစင်ဝစီတို့မုတ်ဆိုးဖွဲ့နှင့်တောကြောင်မြီလူ လူအများရှောက်လန်းခဲ့ကြတော့သည်လက်နှစင်ဝစီတို့ရောက်လာရာဝါသည်ကြီးထွန်းရှင်ကမုတ်ဆိုးဖွဲ့ကိုကုန်မြင်ပိုင်းရှို့ဤထိတ်ဝ၌ဝါစီစောင့်ရမည်နေရာကိုပြင်ပေး၏ဝါထိတ်စီပထမနေရာ၌စာရေးသူကစောင့်မည် တဖန်ညာဘက်ရှိဂိုက်20၌ကိုစန်းအောင်ကစောင်းပြီး သူဤညာဘက်ခက်လန်းလန်းတွင် ကိုကြံအောင်စသဖြင့်တနက်3လက်တန်းစောင့်ညမည်။စာရည်သူလည်းမြည်သည့်တစ်ပင်ပေါ်တက်ရောက်၍နေရာယူလျင်ကောင်းမလဲဟုလှက်ပတ်ခါကြည့်သည်။ထမ်းပင်လုံးကန်ရှိသော အင်ပင်ပေါက်ကိုမော့ကြည့်၍ရှစ်ပြက်ကွင်းရှင်းရလားဟုတဖန် ရှိသူအကဲခတ်ကြည့်ရပြန်သည်။ရှစ်ဂိုက်20မှာ ယခုအပင်တက်မြင်သောအင်မင်းသည်ညာဘက်ယွန်းယွန်းတွင်ရှိသည်ဖက်များလည်းအကုန်မကြသေးပြီသို့တော်လည်းကိစ္စမရှိခက်မြင့်မြင့်တက်နေလျင်အောက်ဆိုင်ပြစ်ရပေမည်ဒီပင်မော်ဘဲတက်တော်မည်ဟုဆုံးဖြတ်ကာတနက်နေ့အိတ်ကိုလွှဲ၍တက်လိုက်တော်သည်တစ်ပင်ဤခါလဲအရောက်အဝေးသို့လှမ်းကြည့်လိုက်အောက်စီးသို့ကြည့်လိုက်ဖြင့်နည်းနည်းနှိမ့်နေသည် ထက်၍တက်ပြန်သည်တော်လောက်ပေပြီရှေ့ပြစ်ကွင်းမှာလဲအကိုင်းခတ်အလက်တိတ်မရှုံး မိမိဘေးလက်မောင်းလုံးကန်အကိုင်းဘဲဘက်တရောင်ခွေးအတွင်သွင်းကမတ်တက်ရက်၍ပြစ်ခတ်နိုင်မည်သည်ကိုစန်းအောင်ကိုချံအောင်တို့နှစ်ဦးတော်မြည်တို့ရှိမည်မသိပေတခါတရံတစ်ပင်သေးလျင်တစ်ကိုင်းနှစ်ခွကြားညာချေရက်၍ဘဲချေမှာတစ်ကိုင်းတစ်ကိုင်းကိုခြေကလင်ကွက်ခါပြည့်ရသည်လည်းရှိပေသည်ဤကဲ့သို့အတွေးများရှိနေစဉ်ဟိုအဝေးဝအဖျားအောက်ဖက်စီမှလူသံများတစ်ပင်ပင်စီကို ဝါတို့ဖြင့်ခောက်တန်းများတဲ့တဲ့ကြားရပါပြီအစပြု၍တောချောက်ချင်းမင်တီမြားမကြာခင်အချိန်တွင်ဝါအတွင်းရှိတားကောင်းများထွက်လာတော်မူအသည့်အနေထားဖြင့်နှလုံးပြူတနက်ကို မောင်းတင်၍စောင့်ငါပြစ်ခတ်ရန် စိတ်ဆောနေမိသည်ယခုမှ၆ခါသာဖြစ်၍မြည်သည့်တားကောင်းများလှမ်းကြည့်လို့မမြင်ရသေးပေဝါအရှိမခမန်းကြီးသုံးဖာလုံကန့်ရှိလိမ့်မည်၁၀မိနစ်ခန့်အကြာမှတော့ တောချောက်သည့်လူသားများစုညံစွာ ကြားရပြီးတားကောင်များ ကြောက်စရစ်မြေပေါ်သို့ပြေးလာသည့်ခွာတန်ကိုလည်းကြားရပြီးလှမ်းမြင်ရပါပြီရှေ့ гай 150ခန့်တွင်ခြေနှင့်သမင်အကောင်ရည်ကိုမသိရခြုံနှင့်ကွဲသွားလိုက်တစ်ပင်နှင့်ကွဲသွားလိုက်တဖန်ကြားကွက်လက်တွင်မြင်ရလိုက်ဖြင့်ပြေးလာနေသည်မှာလျင်မြန်လှပေသည်မိမိမှလည်းခါကုံ၍ကြည်လိုက်တဖန်ခါဆန့်၍ကြည်လိုက်နှင့်ရှိနေတော်သည် ဟောရှေ့ဆုံးမှာ ဂျိုးသမင်းနှစ်ကောင်ဟာမကဘူးဟာသမင်းကနှစ်ကောင်ဂျေသုံးကောင်ဤတို့လိုက်ကြည့်နေလိုက်ချိန်နေစဉ်တွင်တည့်ရွယ်ချောင်းများပေါ်တဖြောပြောအတံမြီလျက်ကျွန်တော်တို့အောက်ဖက်ဘဲဘက်မှာသမင်းပေါက်ကြီးကဖြတ်ပြေးတော်သည်ဟာကနေအောက်ငုတ်ကြည့်ကကြံ့ခဲ့သည်ချက်ချင်းတဖန်စောစောကမြင်ကွင်းစီတို့ပြန်ကြည့်လိုက်ရာခြေပေါက်တကောင်သာပြေးလာသည်ကိုမြင်ရတော်သည်ခိုက်90ခန့်အရောက်ရက်တန့်နေသည်တွင် လက်ထက်ကိုချိန်၍ပစ်လိုက်တော့သည်ဒိန်ငနေရမ်းပေါက်ကွဲသံစူညံသွားသည် ခြေပေါက်မှာရိုင်လဲတော့သည်ကိုစန်းအောင်ကိုကြံအောင်တို့စီမှတနတ်တန်များကြားရသည်တနတ်တန်များကိုကြားရလေတောချောက်သူများပို့၍အတန်ကျဲကျဲဖြင့်စူညံတန်ပေးပြီးအားတက်စွာခြောက်ကြတော့သည်၆အားကောင်းလာသည် ကျွန်တော်မှာညာဘက်စီတို့သာအာယုံဆက်၍ပြေးလာသည့်တားကောင်များကို ကြည့်နေရာဟောမိမိဘဲဘက်မှာတမင်ပေါက်ကြီး ဂျိုကားကြီးကိုမမြင်အောက်မှဖြတ်ပြေးသည်ကိုကြည့်လိုက်ရကပါဇက်ဟောင်းလောင်းဖြင့်ကြံခဲ့သည်တော်ပေသေးသည်ခက်ခက်ခက်ဂျေပေါက်ကိုပြစ်လိုက်ရ၍သာတောချောက်သူများလည်းဝထိတ်ရောက်ခါနီးလာပြီးတစ်ပင်ထက်မှဆင်းခဲ့တော်၏ကိုစန်းအောင်ကိုကြံဆောင်တို့ကမြစ်သည့်သားကောင်လှဲထားနိုင်သည်မသိရသည်ဝါတကြီးထွန်းရှင်နှင့်ငသိန်းကျော်အောင်တန်းရွှင်စသဖြင့်တောချောက်သူများမိမိရှိရာရောက်လာကြတော်သည် ဖြိုးကိုတာဘောက်ကြီးပြစ်လိုက်ရလားဘယ်ပြစ်လိုက်ရမှာတော့ကွာဘောက်ကြီးကိုမမြင်ဘူးဟေငါအောက်ကတဟုန်တို့ဖြတ်ပြေးသွားတာမြန်လိုက်တာဖြစ်ချင်တော့ငါကလမ်းမြင်နေရတဲ့ညာဘက်ကအကောင်လေးစီအာယုံရောက်နေတာကိုဒါပေမဲ့ဂျေပေါက်တကောင်တော့လဲတယ်ဟိလာကြကွာဟိုမှာတွေ့လားဟေးထုံးရှင်တို့သည်ဝမ်းသာရွှင်မြူအော်ဟစ်၍ဂျေလဲနေရအပြေးသွားသည်ကျွန်တော်တို့လည်းသူတို့နောက်မှလိုက်၍ဂျေပေါက်ကိုကြည့်ရှုရာ ြင့်မှတ်တွင်6လုံးဝင်နေသည်ကို တွေ့ရပေသည်ဂျေကိုငသိန်းကထန်းကအဖွဲလိုက်ကိုဆန်းအောင်တို့ရှိရာထွက်ခဲ့ကြသည်အပြန်လန်အတန်ပေးကြပြီးအတန်ကြားရာသွားကြသည်ဘလို့တော့မျိုးကိုဆန်းအောင် လာကြပြိုဂျေတကောင်တော့လဲတယ်ကျွန်တော်ကဒီလောက်အကောင်များများထွက်မယ်ထင်မထားဘူးကြုံရတစ်ပင်တက်နေရာယူလိုက်တာမှားသွားတယ်ဘယ်ညာလှဲ့လို့မရဘူးဗျဟာဆရာဆန်းကတော့ ဒီဝကိုထင်မထားဘူးရဲ့လို့နော်လှုပ်ချလိုက်ပြီး ကျုပ်ပြောထားရဲ့သားနဲ့ဗျာဝါဒကြီးထွန်းရှင်ကညီးတွားတမ်းဖြင့်ပြောတော်သည် ကိုစန်းအောင်ပြစ်ခတ်ထားသော ခြေသေးနားတွင်မှကျော်အောင်တို့လူစုတယောက်တစ်ပါးဝေဖန်သံများလှိုက်နေကြသည်ထိုချိန်တွင်ကျွန်တော်တို့လူစုရှိရာသို့ကိုကျန်းအောင်သည်တနက်လွယ်၍ရှောက်လာနေသည်သူ့မျက်နှာပြုံးနေသဖြင့်သူသည်လည်းတကောင်တော့ပြစ်ခတ်ရထန်းဟန်တူပေသည်ပြို့ကိုကျန်းဘာကောင်လဲတော် ကိုတာရီဘောက်ကြီးဗျာအံ့မဗျာတဲဟုတ်ပါလားဟာဝါတာပဲပြို့ကိုကြံဘလို့ပြစ်လိုက်ရတာလေဒီလိုပြို့ကိုတာရဲ့ကျွန်တော်လဲနေရာရှောက်ရှာတော့ခြုံမင်းတွေဝိုင်းနေတဲ့အင်မင်ငုတ်ကြီးကိုတွေ့ရောအမြင့်ငါကျွန်တော်ခါတာတာရှိတယ်လူတစ်ဖက်စာလောက်တုတ်တယ်လွှတ်တိုက်ပြီးဖြတ်ထားတာကြာဟန်တူပါပြီအဲ့ဒီငုတ်ပေါ်ထိုင်ဆောင်နေတာဖတ်ချောက်တွေပေါ်ကနင်းပြေလာတဲ့ကြတော့ခြုံ냐ကခေါင်းပြူကြည့်ရော ဟာဘောက်ကြီးဟာဆိုပြီးတခါပြန်ပုနေလိုက်တယ်အနာကိုလည်းရောက်လာရောဘုံကနေမတ်တရထိုးချိန်ပြစ်လိုက်တော့တာပေ20အကွာလောက်ပဲရှိမှားဗျာဟာတိဖြုတ်လိုက်ရတယ်ပြောပါတော့ဗျာဟုတ်တယ်ဗျာရန်တော်ကလည်း LG 6လုံးကြီးကြည်ကြီးဆိုတော့တေးကြတာပေါ့ဤသို့ဖြင့်တဝါတဲ့ခြေနှကောင်တမင်ဂျိုကားကြီးတကောင်ရပြီသည်ညနေ3နာရီထိုးနေလဲကြပြီကြနေမှာပို့ဘူးသည်ဟုအောက်မေ့မိသည် ။ဘောက်ကြီးကိုတော့တစ်ကိုင်းနွယ်တစ်ခုံနွယ်ဖြင့်တုပ်၍လူနှစ်ယောက်ထမ်းကြသည်။ထုံးရှင်တို့လူကြီးတစ်တိုက်ကတားကောင်များထမ်း၍ရှေ့မှသွားကြသည်။တားပူတို့ကလေးတွေရှေ့မှကြိုပြေးလိုက်နောက်ရောက်လိုက်ဖြင့်ဟင်းသားရတော်မည်မို့ပျော်ရွှင်နေကြသည်။သူတို့နောက်ကလိုက်ရသည်မှာအင်းတိုင်းတော်မှအကြောင်းမဟုတ်။ရာဘေးလှဲလန်းလေရောက်ကြောဖုံတထောင်းတောင်းဖြင့်နွားအုံနောက်ကလိုက်ရသည်နှင့်မွန်းလှသည် တဲနိုင်ကိုရောက်မှရေမိုးချို၍ဘီအီရက်နှင့်ဝမ်းတွင်သာဟင် တွဲဖက်ပြီးချီယာလောက်ကြတော့မီကောင်းလေစွာ